ားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခဏတော့ Grade Level English Unified Travel in South Asia Comprehension ABCDEF ရဲ့ 5B Vocabulary AMBA ကိုအတူတူလေ့လာကြည့်ကြရအောင် Comprehension A ကျွန်တော်ဒီ Comprehension A ကတော့တခါတည်းကျွန်တော် read the passage လုပ်ခရဲကတခါတည်းဖြည့်ပေးခဲ့ပြီဖြစ်တဲ့အတွက် Comprehension A ကိုဒီမှာကျွန်တော် skip လုပ်လိုက်ပါမယ် comprehension ဘီ where should we go if we want to ကျွန်တော်တို့တခုခုလုပ်ချင်တယ်ဆိုရင်တခုခုလိုချင်တယ်ဆိုရင်ကျွန်တော်တို့ဘယ်ကိုသွားတင်တယ်လဲတဲ့အောက်မှာပြထားတဲ့1 to 6ပေါ့နော်1 get shopping experience or buying souvenirs get shopping experience ဈေးဝယ်အတွေ့အကြုံတွေရကြတယ် or မဟုတ် buy souvenirs မတရားပစ္စည်းတွေဝယ်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဘယ်ကိုသွားကြမလဲတဲ့ဟုတ်ကဲ့ဘယ်ကိုသွားမလဲ marketplaces တွေပေါ့ 2. Observe ancient architecture or paintings. 시향 비두가 베지리오 observe. 수산 리라진의 소위 저노로 Where should we go? 배우 도와자물래. 오케이. Museum. 뼈라이고보. Learnable culture and religion. 바다 예류 인재물이고 리라진의 소위 Where should we go? 배우 도와자물래. Pagodas and temples. Do water sports. 지네 빠뜨대 아가다리 그사진의 소위 Where should we go? beach resort ပေါ့ဗျာ study history သမိုင်းကိုလေ့လာခြင်းနဲ့ဆိုရင်တော့ history or ancient cities ကိုတော့မှာပေါ့ historic or ancient cities says observe a variety of animal species and plants အမျိုးမျိုးသောဒီတရှိမျိုးစိတ်တွေအပင်တွေကိုလေ့လာခြင်းနဲ့ဆိုရင်ဘယ်ကိုသွားမလဲ national parks တွေကိုတွေ့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဆင်းပြမဲ့ထင်ပါတယ်စစ်ကြည့်ကြရအောင် write the name of the capital cities ကျွန်တော် sorry ကျွန်တော်ဒီမှာ mess ပဲဖြစ်နေလို့မြင်နေတယ် capital city of the following countries အောက်မှာပေးထားတဲ့နိုင်ငံများရဲ့အဓိကမြို့ကြီးတွေရဲ့နာမည်ကိုရေးပေးပါတဲ့ဟုတ်ကဲ့ကျွန်တော် cover လုပ်ထားပါတယ် Brunei Darussalam ရဲ့မြို့တော်ကဘာဖြစ်မလဲဒါတော့ကျွန်တော် knowledge ပေါ့နော် Brunei Darussalam ရဲ့မြို့တော်က Bandar Seri Begawan ဖြစ်ပါတယ် Cambodia Cambodia ရဲ့မြို့တော်ကဘာဖြစ်မလဲတစ်ချက်လောက်စဉ်းစားကြည့်ပါဟုတ်ကဲ့ Cambodia ရဲ့မြို့တော်က ဖနမ်ပင်ဖြစ်ပါတယ်အင်ဒိုနီးရှားနိုင်ငံရဲ့ကပီတယ်ကဘာဖြစ်မလဲ yes ဂျကာတာဖြစ်ပါတယ် laws ရဲ့ကပီတယ်ကဗီယန်ချင်းမောင်မလေးရှားရဲ့ကပီတယ်ကကွာလာလမ်ပူအော်ဒူကောက်တော့ KL လို့ခေါ်ကြတယ်ပေါ့နော်ဟုတ်ကဲ့စပြေမဲ့တင်ပါတယ်စစ်ကြည့်ကြရအောင် find the verb phrase verse in a passage ဆိုပါတယ်မှာဒီစလုံးမဲနဲ့လုတ်ထားတဲ့ verb တွေကိုရှာပါတဲ့ that are similar in meaning to the following အောက်မှာပေးထားသည်များနဲ့ အတိတ်ပဲတူညီသောဒီစလုံးမဲလောက်ထားတဲ့ valve တွေကိုတဲ့ server ထဲမှာရှာပါတဲ့ there are two extras စကြောင်း sorry အပေါ်နှလုံးပေးထားပါတယ်တဲ့ကျွန်တော်တို့ဒီဒီ server တွေကိုဒီ slide တွေကိုထပ်တမသွားကျင်တော့မသွားကျင်တော့တဲ့အတွက် buffy words တွေကိုဒီမှာယူလာပါတယ်ကျွန်တော်တို့ဒီအောက်မှာပေးထားတဲ့ word တွေပေးထားတဲ့များနဲ့အတိတ်ပဲတူတဲ့ဟာလေးတွေကိုရှာကြည့်ကြအောင်ဟုတ်ကဲ့ကျွန်တော်တို့ဒီမဖြစ်ခင်မှာဒီတူပေးထားတဲ့ buffy words တွေရဲ့ Many meaning လေးတွေကိုအရင်လေးလာကြည့်အောင်ပေါ့နော် offers or offer ဆိုတာကဒီနေရာမှာ to make something available or to provide the opportunity for something kuku. တခုခုထောက်ပံ့ပေးတာပေါ့နော်ရယူခွင့်ပေးတာပေးပေးစွမ်းထားတာပေါ့ offers နောက်တစ်ခုက in encompasses encompass ဆိုတာကပါဝင်သည်ပေါ့ include a large number or range of things နောက်တစ်ခုက display display ကြတော့ to put something in a place where people can see easily to show something to people လူတွေအတွက်ပြသထားတာလူတွေအတွက်ဒီကိုမြင်နိုင်မြင်နိုင်အောင်လို့အဲတခုခုကိုဒီနေရာတွေမှာခင်းချင်းပြသထားတာကို display လို့ပြောတာပါ features feature ကတော့ဒီနေရာမှာ to include a particular person or thing as special feature အထူးဒီသင်္ကေတအနေနဲ့လူတယောက်တော့မဟုတ်ပြည်စည်တခုခုမှာပါဝင်တာဖြစ်ပါတယ် features နောက်တစ်ခုက represents represent ကတော့ to be a member of group of people in at or speak in their behalf at an event a meeting ဒီစီဝဲတော့ ဒီပွဲတစ်ပွဲတို့မှာတဲ့လူတွေရဲ့ကိုစားဒီကိုစားအဖွဲ့အဝင်တရားရောက်ရဲ့အဖွဲ့အဝင်တရားရောက်ကိုပြောရေးဆိုခွင့်ပေးထားတဲ့သူပေါ့ဗျာကိုစလဲပဲဆိုပါစို့ Okay represent address address ကတော့အလုံးသိတယ် to make somebody or something come somewhere to take part in something တရားရောက်တော့မို့တခုခုကိုတနေရာကိုလာပြီးတော့မှဒီ take part power ဆင်နွဲခြင်းအောင်ပြုလုပ်တာဒါ address ဆွဲဆောင်တာပေါ့နော် sub sub ကတော့ to be suitable for particular use and the ရေချစ်တမျိုးမျိုးအတွက်ကိုတင့်နေရတော့ especially when nothing at is available တခုမှမမဲနိုင်တော့တဲ့အခါတခုခုကိုတခုခုအဖြစ်နဲ့တုံးတာပေါ့နော်အဲ့ဒါကို software တဲ့ showcases ကတော့အားလုံးသိရပြပြတ်တာထားတာပေါ့ဟုတ်ကဲ number 1 make somebody or something come somewhere to take part in something ဆိုတော့ဒါတော့အားလုံးရှင်းသွားပြီတခုခုကိုတနေရာမှာလာပြီးတော့မှ power ဆက်နွှဲခြင်းအောင်ပြုလုပ်တည်ဆိုတော့ဒါကတော့ဘာဖြစ်မလဲ yes a trust ဖြစ်ပါတယ် to show something to people လူတွေကိုပြသထားတော့ put something in a place where people can people can see it easily ဆိုတော့ yes display ဖြစ်ပါတယ် display ပါ include a particular person or thing as a special but ဒါကတော့ features ဖြစ်ပါတယ်ကျွန်တော်တို့ခုနက output dictionary ကဒီဘာသာပြန်ထားတဲ့အတိုင်းပေါ့နော် provides opportunity for something ဆိုတော့ဒါက offers ဖြစ်ပါတယ် was suitable for a particular use ဆိုတော့ဒါကတော့ soft ဖြစ်ပါတယ် show the best quality or parts of something ဆိုတော့ဒီအရကတော့ yes showcases ပဲဖြစ်ပါတယ်ပြသထားဒီပေါ့နော်ဟုတ်ကဲ့စပြင်မယ်လို့ထင်ပါတယ်စစ်ကြည့်ကြအောင် choose the correct alternative alternative ဆိုတော့ရွေးချယ်စရာဒီပေါ့နော်မှန်ကန်တဲ့ရွေးချယ်စရာကိုတဲ့ရွေးပါတဲ့ alternative ဆိုတာကတော့ဟုတ်ကဲ့ there is no there was no hotel or inn inn ဆိုတော့ restaurant ပါပဲ ဟိုတယ်လည်းမရှိဘူးတဲ့ဒီသာသဆိုင်လည်းမရှိခဲ့ဘူးတဲ့အနီးနားမှာ the monastery ဖုန်ကျောင်းဖုန်ကြီးကျောင်းက offer တော့မဟုတ် serve as a resting place for our family ကျွန်တော်တို့မိသားစုတွေအနားယူတဲ့နေရာအဖြစ်ဒီဖုန်ကြီးကျောင်းကမလုပ်ခဲ့လေ offer ဖြစ်မလား serve ဖြစ်မလားတခုခုမရနေတဲ့အချိန်မှာတခုခုကိုတခုခုပြအသုံးပြုတည်ဆိုတော့ဒါကတော့အသင့်တော်ဆုံးက serve ဖြစ်ပါတယ်ဟုတ်ကဲ့ number 2 the old market ဒီဈေးဟောင်းကြီးကတဲ့ address or တော့မဟုတ် features Uh, a variety of local products such as cane basket, bamboo hats, and made of seashells. This is how you are. A dress, a dress or so a uh, so dress on the demo features. A little bit of popular. Bari popular hale, a variety of local produce, data rook could be zidi pit de, such as cane basket or a jane so chen chenny, bamboo so hats or a meal to wow to do, made of seashells. General, Benlekiguin, a pillow tado, damo. ဝါးရည်နဲ့ပြုလုပ်ထားတဲ့အုတ်ထုပ်တွေကြိမ်ချင်းတွေအစရှိတဲ့မျိုး local products a variety of local products ဒေတာတွင်းကုန်ပစ္စည်းတွေကိုတဲ့ address လောက်တာလား features လောက်တာလား yes ဖြစ်နိုင်ကြတဲ့ခုပဲကြည့် features ပါပဲငွေတောင်ရန် beach ငွေတောင်ရန်ကမ်းခြေဟာ address or showcases visitor ဒီအလေအလေပတ်လာတဲ့သူတွေကိုငွေတောင်ရန် beach ကဘာလို့မှာလဲဒါအနောက်တော့စစ်ဖက်ဆရာမလို့ address is stretch of silvery sand ငွေရောင်လွှမ်းနေတဲ့တမျိုးတစ်ခုကြီးတဲတွေကတဲ့ငွေတောင်ရန်ကန်းကြီးကဒီ visitors တွေကို address လုပ်တယ်ပေါ့နော်တဲ့ aquarium aquarium ဆိုငါးပြားတိုက်ကိုပြောတာ offers လား showcases လား a wide variety of colorful tropical fish ဒီအပူပိုင်းဒီတကယ်အယောင်ဆုံးဆုံးလေးလေးငါးမျိုးစုံကိုတဲ့ဒီ aquarium ကပြောထားလေ yes offer မဟုတ်ပါဘူး showcases during low season ခေတ်သွားလာမှုရဲ့နည်းတဲ့ရာသီမှာ the hotel hotel က display offers special discount အထူးလျှော်ဈေးတွေကို display လုပ်မှာလား offers လုပ်မှာလား yes offer လုပ်မှာပေါ့နော် the art gallery အနုပညာပြတဲ့ဟာ display လား subs လား a collection of art and antiques of the 30th century ဒီနေ့မှာကျွန်တော် miss ပဲဖြစ်နေတယ်ပေါ့နော် 30th century 73ရာစုက antiques ရှေးဟောင်းဖိုးတံပစ္စည်းတွေနဲ့တဲ့ collection of art အနုပညာဒီလက်ရာတွေကို display ပဲပေါ့ဟုတ်ကဲ့ပါ display ဖြစ်ပါတယ်ဟုတ်ကဲ့စနေမယ်လို့မျှော်လင့်ပါတယ်စိတ်ကြည်ကြရအောင် give a full sentence answer to each question အောက်မှာပေးထားတဲ့မေးခွန်းများကိုပြည့်ပြည့်စုံစုံဖြည့်ပြပါတယ်1 what is james also has a book here more is mort in brunei like brunei မှာရှိတဲ့ james also has a book book here ဘလီဟာတဲ့ဘလိုမျိုးလဲတဲ့သူကအဲ့တော့ဒီဘလီကဘလိုမျိုးလဲဆိုရင်သူကကြီးတယ်ကြီးမားတယ် impressive တကယ်ကိုအထင်ကြီးကိုယ်ဝင်လေးစားလောက်เสียဖြစ်တယ်လို့ဖြစ်ရမှာပေါ့နော်အနည်းငယ် modify လုပ်ပါမယ်အဲ့တော့အဖြေက Jim Asa has hasanable key marks and Brunei is larger impressive ဖြစ်ပါတယ်2 what should we do ကျွန်တော်တို့ဘာလုပ်သင့်တယ်လဲတဲ့ဒီမှာကျွန်တော် s small letter ဖြစ်ရမှာပါ if we went to experience the life and local the local people in Brunei Brunei မှာတဲ့ the life of local people in ဒီဒေတာဒေတာကလူတွေရဲ့ဘဝကို to experience ကြုံတွေ့ခြင်းနဲ့ဆိုရင်နော် went to experience ကြုံတွေ့ခြင်းနဲ့ဆိုရင် what should we do ကျွန်တော်တို့ဘာလုပ်သင့်တယ်လဲတဲ့အဲ့တော့အဖြေကဘာဖြစ်မလဲဆိုရင် the best way to experience the daily life of local villager is taking a river cruise ပဲရှိတာပေါ့နော်သူ့ရဲ့မိကွန်းကကျွန်တော်တို့ဘာကိုဆိုလိုတယ်လဲတော့မသိဘူး the the life of local people in brunei river ဆိုရင်တော့ခုနကကျွန်တော် ြောတဲ့အဖြေပေါ့နော်အဲ့တော့ဒူနဲ့သက်ဆိုင်တာကလည်းကျွန်တော်တို့ဒီဒီကြောင်းမင်းရှိရဲ့အဲ့တော့ the best way to experience the daily life of local villager is taking a river cruise ဖြစ်ပါတယ်အဲ့တော့အဖြေက we should take a river cruise along the Brunei river if we want to experience the life of local people in Brunei အဲ့တော့ဒီမှာကတော့ကျွန်တော် Brunei river လေးတူကြံခဲ့တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဟုတ်ကဲ့နံပါတ်3ဒီမှာကျွန်တော် misspell ဖြစ်နေတာပါဟုတ်ကဲ့ပါခဏလောက်ကျွန်တော်ခဏလောက်ပြန်လေးပါမယ်အဆင်မပြေလို့ပါ Okay, the number nine, the Bobby. How can we learn the luxurious lifestyle of a Sultan? Sultan being a buyer, to get Zinjaja need a lifestyle, or a general, or Tishinang the lady, how can we learn? Her? Sultan being a buyer, to get Zinjaja need a lifestyle, or general Balumu, to me, nameless, or all. There are Dimapon, to eat the museum is free to visitors, offering a glimpse into the luxurious lifestyle of a Sultan. ပြီးတော့ဒီအပေါ်မှာလည်းကျွန်တော် highlight လုပ်ထားတာ His collection of gifts can be seen at the Royal Regalia Museum from a giant chariot used in his silver jubilee to the countless jewels and gold. အဲ့တော့ကျွန်တော်တို့ကသူ့ရဲ့တကယ်စိန်ကြက်ကြနေခဲ့တဲ့သူ့ရဲ့လူမှုဘဝလူနေမှုဘဝပုံစံကိုဘယ်လိုမျိုးသိနိုင်လဲဆိုရင်ဒီပြဒီ Royal Regalia Museum ထဲမှာပြထားတဲ့ collection of gifts သူစုဆောင်းထားတဲ့ ဒီလက်ဆောင်စုဝေးတွေကိုကြည့်ခြင်းအားဖြင့်သိနိုင်တယ်လို့ဖြေလဲရတယ်လို့ဒီတဲ့ကိုနည်းနည်းလေးပို့ပြီးတော့မှ modify လုပ်ဝင်ဖြစ်နေတယ်ဆိုရင်ဒီ Royal Regalia Museum သူ့ရဲ့တော်ဝင်မင်းခမ်းမင်းသားမင်းဆောင်အရာပြတိုင်မှာပြတ်ထားထားပြတ်တာထားတဲ့ပစ္စည်းတွေကိုကြည့်ခြင်းအားဖြင့်သိနိုင်တယ်လို့ဖြေရင်လည်းအဆင်ပြေပါတယ်အဲ့တော့အဲ့လိုပဲဖြေလိုက်ကြအောင်ပါအဲ့တော့အဖြေက We can learn the luxurious lifestyle of a sultan by observing the things displayed at the Royal Regalia Museum ဖြစ်ပါတယ် Number four, what do the five central towers or anchor words represent? Anchor word မှာရှိတဲ့တကယ်ဘ ਹੁ မျိုးစင်ကြီး၅ခုကဘာကိုကိုစားပြုတာလဲတဲ့အဲ့တော့ anchor word မှာရှိတဲ့ဘ ਹੁ မျိုးစင်ကြီး၅ခုကဘာကိုကိုစားပြုတယ်ဆိုတော့ဘာတန်ငေတလဲဆိုတော့ symbolize the peace of Mount Meru Meru တောင်ထိပ်ကိုကိုစားပြုတာဖြစ်ပါတယ် which according to Hindu mythology is a dwelling place of the gods ဖြစ်ပါတယ်ဒီကလည်းထည့်ရအောင်ဆင်ပြပါတယ်ဟုတ်ကဲ့ ဲ့တော့အဖြေက The five central towers of Angkor Wat represent the peace of Mount Meru, the dwelling place of the gods according to Hindu mythology ဖြစ်ပါတယ်။ဟုတ်ကဲ့ဆက်ကြည့်ကြအောင်။ Why is Borobudur a must visit place? ဘာကြောင့်မို့ Borobudur ဟာဆိုရင်ဒီမှာဖြစ်မနေလဲပတ်ရမယ့်နေရာဖြစ်တာလေတဲ့။ Borobudur ကဘာကြောင့်မို့မဖြစ်မနေလဲပတ်ရမယ့်နေရာဖြစ်တာလဲဆိုတော့ because the Eji Barabono, it is the world's biggest Buddhist temple and regarded as one of the top UNESCO World Heritage Sites. Now, let's say you know, you are Taishima, so you know, heritage site money, Patagilu Yarabono, Hogeba, general heritage site, the Pilibame. Edopiga, Borobudo is a must visit place because it is the world's biggest Buddhist temple and regarded as one of the top UNESCO World Heritage Sites. Okay, say, okay. list the things a visitor can do. လက်ပတ်သူတွေလက်ပတ်သူတယောက်လုံနိုင်တဲ့အရာတွေကိုဇင်းပြုစုပါတဲ့ on the islands in komodo national park komodo အမျိုးသားပန်းခြံမှာလက်ပတ်သူတယောက်ပြုလုပ်နိုင်သောအရာများကိုဇင်းပြုစုပါတဲ့အဲ့တော့ komodo national park မှာဘာတွေလုပ်နိုင်လဲဆိုရင် visitor တွေက can hike snorkel go canoeing or visit small villages on the island ဖြစ်ပါတယ်အဲ့တော့အဖြေက a visitor can hike snorkel canoe in visit small villages on the islands and Komodo National Park တဲ့ရည်ကြီးဖြစ်နေပါတယ်။ဟုတ်ကဲ့ number 7 what is special about Khonsi Falls Khonsi Falls ရည်တွေကနဲ့ပတ်သက်ပြီးတော့မှဘာကထူးခြားတာလဲတဲ့။အဲ့တော့ Khonsi Falls ရည်တွေကနဲ့ပတ်သက်ပြီးတော့မှထူးခြားတာကတော့သူကဘာထူးခြားလဲဆိုရင် Khonsi Falls ရည်တွေက multi level waterfall အဆင့်နဲ့အများကြီးပါတဲ့ရည်တွေကဖြစ်တယ်။ပြီးတော့ multiple fast flowing pools တကယ်အလေအမြန်စီးဆင်းနေတဲ့ရေကန်တွေအများပြား ရှိတဲ့ဒီအဆင့်တွေအများကြီးလည်းရှိတဲ့ရေဒီယိုဝင်ဖြစ်လို့ပါအဲ့တော့ကျွန်တော်ကတော့ဒါကိုအနည်းငယ် modify လုပ်ပြီးတော့မှဖြေထားတယ်ပေါ့နော်အဲ့တော့ Consi 4 year specials because of is multilevel waterfall with multiple fast flowing pools ပါဟိုတိုက်ရိုက်ကြီး Consi 4 is um အမတ်စီလဘဝတာပေါ်ဒါရက်တိတ်ပြီးကျွန်တော်တဘာဝမကြဘူး natural မဖြစ်ဘူးလို့ခံစားနေရလို့ပါအဲ့တော့ဒီတိုင်းလေး special because of ဒါမှမဟုတ် due to ဖြစ်လို့ရပါတယ် special about ကတော့အဆင်မပြေပါဘူး special because of the more special due to စသဖြင့်ဒီလိုပေါ့နော်ဟုတ်ကဲ့စင်ပြေမယ်လို့မျှော်လင့်ပါတယ်ကြည့်ရရည်သူညပါဆက်ကြည့်ကြရအောင် name for name for tourist destination in laos လောင်နိုင်ငံမှာရှိတဲ့ဒီကဘာလက်ခီးသွားတွေတွားရောက်တဲ့နေရာ၄ခုကိုနာမည်ပြောပြပါတယ်အဲ့တော့ကျွန်တော်ဒီ slide တွေကိုဆက်မသွားတော့ဘူးကျွန်တော်ဒီမှာပဲတခါလေးရေးပြလိုက်ပါမယ် for tourist destination in laos are luang province Wasaska Temple, the Hotel Library and the Long the Luen ဖြစ်ပါတယ်။ The Long ပြောမှာ Luen, Luen, the Luen ဆင်ပြပါလိမ့်မယ်။9 Why do tourists like to visit Penang in Malaysia? ဘာကြောင့်မို့ကမ္ဘာလက်ခီးတွားတွေကမလေးရှားမှာရှိတဲ့ Penang ကိုနော်အဲလက်ပတ်ချင်ကြရတာလဲတဲ့။ဘာကြောင့်မို့လက်ပတ်ချင်ကြရလဲဆိုရင် Penang မှာက fascinating fusion of eastern and western influences ရှိတိုင်းနောက်တိုင်းရောနှောထားတဲ့ဆွဲမက်စရာရောရောနှောထားတဲ့ ယဉ်ကျေးမှုရုံးထားတဲ့နေရာလည်းဖြစ်လို့ပြီးရင်ဒီအစောဆုံးဒီ alias batik painting တွေကိုပြသထားတဲ့နေရာလည်းဖြစ်လို့ပေါ့နော်အဲ့တော့ဒီတိုင်းလေးကို modify လုပ်ပြီးတော့မှပြပါမယ် tourists like to visit Penang in Malaysia because they can see သူတို့တွေ့နိုင်လို့ပေါ့နော် a fascinating fusion of eastern and western influence in the alias batik paintings done in the 1915s ဒါပြင်လဲရတယ်ပေါ့နော်အထင်လဲစင်ပြပါတယ် ဟုတ်ကဲ့နံပါတ်10 What is Malaysia's famous for Malaysia ကဘာကြောင့်မို့နာမည်ကြီးတာလဲတဲ့ Malaysia ကဘာကြောင့်မို့နာမည်ကြီးရလဲဆိုရင် Malaysia က famous for its pleasant beach resorts တဲ့ကြောင့်မို့ပါ Langkawi တို့နော် Phangkor တို့ Tioman Tioman Island တို့ Damai Beach and Sarawakin again Pinan တို့ကြောင့်မို့နော်ဒါကြောင့်မို့သူကနာမည်ကြီးတာပါတဲ့ကျွန်တော်ကတော့ဒီဖြူပဲပုံမှန်နဲ့တက်ပါတယ်ဟုတ်ကဲ့အဖြေကတော့ Malaysia is famous for its pleasant beach resorts Langkawi Phangkor Tioman Island, Damine Beach and Sarawak in Pinan ဖြစ်ပါတယ်။ဟုတ်ကဲ့စပြင်းမဲ့လို့ပြောလဲမှာတယ်စစ်ကြည့်ကြရအောင်။ 5V vocabulary nouns as modifier modifier တွေနဲ့အသုံးပြုတော့ noun များ a noun can be modified with a noun noun ကိုတဲ့ noun နဲ့ကိုက modify လုပ်ပေးလို့ရတယ်ပို့ပြီးတော့မှအထူးပြုပေးလို့ရတယ်တဲ့ noun noun pairs are commonly used noun noun နာမ်တစ်ခုတွဲတဲ့အတွဲတွေဟာ အသုံးများပါတယ် when we talk about ကျွန်တော်တို့ပြောတဲ့အခါ current events ယခုလက်ရှိဖြစ်ဖြစ်တွေ new stories တကယ်ဒီသတင်းတွေပေါ့နော်ဇလန်းတွေပြောပြောတဲ့အခါတော့မဟုတ် business စီးပွားရေးလုပ်ငန်းတွေအကြောင်း tourism ခီးသွားလုပ်ငန်းတွေအကြောင်းဟဲ့တက်မှရေးအကြောင်းတွေကိုပြောတဲ့အခါ now now phase တွေကိုသုံးပါတယ်တဲ့နန်နခုပေါင်းထားတဲ့စကားလုံးတွေကိုသုံးပါတယ်တဲ့ isenberg conference hall ညီလာခံမှာ market places ဈေးဝယ်နေရာတွေ office building အဲယုံအဆောက်အဦတွေပေါ့နော်စာရေးတွေပြင်သုံးပါတယ်တဲ့ဟုတ်ကဲ့လေ့လာကြည့်ကြရအောင် complete the table with the following words ဒီပေးထားတဲ့ဇာတ်ရာကိုတဲ့အောက်မှာပေးထားတဲ့ဒီစကားလုံးနေနဲ့ဖြည့်စွက်ပါတဲ့ found to form noun noun phrase နာနှစ်ခုတွဲထားတဲ့အတွဲတွေဖြစ်ပေါ်ဖို့ရန်တဲ့အောက်ပါဇာတ်ရာကြီးကိုစကားလုံးနေနဲ့ဖြည့်စွက်ပေးပါတဲ့ some words can be used more than once တချို့စကားလုံးတွေကိုတော့တစ်ချိန်တစ်ခုပြီးတော့မှသုံးနိုင်ပါတယ်တဲ့ the first one is stand for you ပထမဆုံးတစ်ခုကိုမင်းတို့ထားပေးပါတယ်တဲ့ပေးထားတွေက attraction အလုံးသိကြတယ်ဆွဲဆောင်ဆွဲဆောင်မှု care ကူးစိုက်ပြီးကူးစိုက်မှုလည်းပြောလို့ရတယ်ပေါ့နော် center center ကတော့နေရာပေါ့ condition ဆိုတာအခြေအနေ destination ဆိုတာကတော့ခီးဒီမဖြစ်မနေသွားမယ့်နေရာတော့မဟုတ်ခီးသွားလည်းပတ်မယ့်နေရာ dweller ဆိုတာကတော့နေထိုင်သူကိုပြောတာ a person or animal that lives in the particular place နေထိုင်သူ gallery ကတော့တည်တယ်ပြကန် holiday allied ရဲ့ lovers ချစ်တဲ့သူ museum ပြတိုင်း range ဆိုတော့တောင်တန်းတွေကိုပြောရင်တော့ scenery scenery ဆိုတာကတော့ရှုခင်းလို့ပြောမှာပေါ့နော်တဘာဝရှုခင်းလို့ပါအဲ့လိုပဲအဲ့လိုမှတ်ထားကြရအောင်ကျွန်တော်ဒီ table ထဲမှာဖြစ်ကြည့်ရအောင်အဲ့တော့ noun as modifier modifier အနေနဲ့သူနဲ့ noun နေ noun which is modify ကို modify လုပ်မဲ့ noun ပေါ့နော် modify လုပ်တဲ့ noun ပေါ့ ဟုတ်ကဲ့ Adventure Holiday တို့ကတော့တခုထည့်ထားပေးတယ် Adventure Holiday နောက်တစ်ပိုင်းထည့်လို့ရသေးလဲဆိုရင် Adventure Lovers Art Art အတွဲမှာဆိုရင် Art Gallery Art Museum City ဆိုရင် City Center City Dwellers Health Care Health Condition Mountain Ranges Mountain Sceneries Tourist Attraction Tourist Destination ဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီ Now Now Fest တွေကိုဒီဘက်ကကလပ်တွေထဲမှာဖြစ်ကြည့်အောင် complete each blank with appropriate noun noun pair exercise exercise a မှာပေးထားတဲ့ noun noun pair တွေနဲ့တဲ့နာမ်တစ်ခုတွဲထားတဲ့အတွဲတွေနဲ့ဒီ correct တွေမှာဖြစ်ဖြစ်ပြီးပါတဲ့ by taking a cable car ကျွန်တော်ဒီ noun noun pairs တွေကိုတော့ကျွန်တော်ဒီဟုတ်ကိုပြန်မြူခဲ့တော့ဘူးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ် by taking a cable car cable car ဆိုတော့အားလုံးသိကြတယ်ဒါမိုးပြန်ကားကြီးပေါ့ဗျာတရားတော့ကျွန်တော်တို့ game ထဲမှာဖတ်ကြည့်ကစားဝေးလို့ဆိုရင်အားလုံးသိကြလိမ့်မယ် game ထဲမှာလည်းပါတယ်ကျွန်တော်တို့ movie ထဲမှာလည်းခဏခဏမြင်ရတယ်ပေါ့နော်ခုနိုင်ငံမှာတော့မသိဘူး ဟုတ်ကဲ့ cable car by taking cable car cable car စီးခြင်းဖြစ်နေတဲ့ we can enjoy ကျွန်တော်တို့ခံစားနိုင်တယ် the blah 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 ကိုခံစားနိုင်ပါတယ်တဲ့ဘာကိုခံစားနိုင်လဲဆိုရင် cable car စီးပြီးတော့မှ mountain scenery ကျွန်တော်တို့တောင်တန်းအလှအပရှုခဲနေကိုတဘဝရှုခဲနေကိုခံစားနိုင်ပါတယ်တဲ့ဟုတ်ကဲ့2 tit on is willing to take risk tit on ဟာစွန့်စားခြင်းလား He always try new ideas. သူစကူးစစ်တမ်းအသစ်တွေကိုစမ်းသပ်တယ်တဲ့. He is really သူဟာတကယ့်ကို ွန့်စားချင်တာဆိုတော့ in ဘာဖြစ်မလဲ yes avenger lover ဖြစ်ပါတယ်တကယ်သူဟာဒီစွန့်စားတာကိုချစ်တဲ့သူပေါ့နော်3 standards ဆိုတာအဆင့်တန်းပေါ့ bla 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 in developing countries ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာရှိတဲ့ကိုယ့်လက်အဆင့်တန်းတွေဟာတဲ့ have improved တိုးတက်လာပြီး upgrading အများအပြားပေါ့နော်အတော်ကိုတိုးတက်လာပြီးတဲ့ in the last decade ငငယ်တဲ့60နှစ်အတွင်းမှာဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာတဲ့ကိုယ့်လက်အဆင့်တန်းကတအားကိုတိုးတက်လာပြီးတဲ့အဲ့တော့ဒါကတော့ health care ဖြစ်ပါတယ်။ကျန်းမာရေးစောင့်ရှောက်မှုစင်တန်းပေါ့နော်။ 4. Many blah 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 come to the countryside to see peace and serenity. Serenity ဆိုတာကတော့ calm and peaceful peace ပါဖြစ်တယ်ဒီမှာ calm ငြိမ်သက်ငြိမ်ချမ်းမှုပေါ့နော်။အေးချမ်းမှုငြိမ်ချမ်းမှုကိုခြောက်ဖွေရန်အတွက်တဲ့ countryside ကိုတောကြီးလက်ကိုမြပြလာစားတော့ကုလတ်တရလာတယ်ဆိုတော့ဘာဖြစ်မလဲ။ Yes. City dwellers မြို့နေလူသန်းစားတွေပေါ့။ 5. selected paintings are available for sale in the blah 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 selected paintings ဒီရွေးချယ်ထားတဲ့ပကြီကားတွေကို available ရရှိနိုင်ပါတယ် for sale ရောင်းဖို့ရန်အတွက် in the blah 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 ဘယ်မှာလဲ yes in the arts gallery မှာဖြစ်ပါတယ်ဟုတ်ကဲ့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်စကြည့်ကြရအောင် Bangkok is one of the most popular ဘာဖြစ်မလဲဘန်ကောက်ဟာတဲ့တကယ်လူကြိုက်အများဆုံးကုလတ်တွေကတခုတဲ့ yes tourist destinations ဖြစ်ပါတယ် in integrated integrated ဆိုတာကဆက်ဆက်ထားသောတော့တပေါင်းစည်းစုစည်းထားတဲ့ဒီ renewal ယထာရရထားလမ်းနဲ့ကိုရင်ကြီးဟာတဲ့ well link ချိတ်ဆက်လက်မယ် the airport လီယင်ခွန်းနဲ့ဘာနဲ့ချိတ်ဆက်မှာလဲဆိုတော့ to the yes city center ဖြစ်ပါတယ်မြို့ထဲနဲ့ဆက်ဆက်မှာပါ Karakoram in Pakistan. Pakistan ma Karakoram is phit one of the highest blah 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 of central asia. To get Amir တကယ်ကျွန်တော်တို့အခြားတိုက်ရဲ့အဟူရဲ့အမြင့်မားဆုံးဘာကြီးဖြစ်မလဲ? Karakoram ဆိုတော့ yes mount in ranges ဖြစ်ပါတယ်တောင်တန်းတွေပါ. number 9 and blah 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 is one they involve some physically challenging activity such as canoeing and rock climbing. canoeing လေလောခြင်းလိုမျိုးပြီးတော့ rock climbing တောင်တက်ခြင်းလိုမျိုး physically challenging activities တကယ်ကိုယ်ကာယပိုင်းဆိုင်ရာစိန်ခေါ်မှုတွေပါတဲ့ activity တွေပါတဲ့အရာကုလတ်တစ်ခုခုကအဲ့အရာတစ်ခုကအဲ့ကုလတ်ဖြစ်ပါတယ်ဆိုတော့ဒါပါဖြစ်မလဲ yes adventure holiday ဖြစ်ပါတယ်ဒီတကယ်စွန့်စားမှုနော်စွန့်စားစရာ holiday ပါအားလိုက်ရဲ့10 plus 1 his blah 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 has not improved significantly သူ့ရဲ့ကုလတ်က improve significantly တည်တတာထင်းရှားရှားမတိုးတက်လာဘူးတဲ့ because မကောင်းမလာဘူးဘာကြောင့်လဲဆိုတော့ he is still using a wheelchair သူဟာ wheelchair ကိုအသုံးပြနေရုံကြောင့်မိုးတဲ့သူ့ရဲ့ကွက်လက်ကတည်တတာမကောင်းမလာဘူးဆိုတော့ his ဘာဖြစ်မလဲ yes health condition ကျမရဲ့အခြေအနေဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးစင်နေကြမယ့်လို့မျှော်လင့်ပါတယ်အဆင်ပြေတာရှိတဲ့နေရာကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှတ်ချက်ပေးလို့ရပါတယ် ဗီဒီယိုလေးကိုစတိတ်ကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်အပတ်မကြီးရင်ကျွန်တော်ရဲ့ channel လေးကို subscribe ပေးလို့ပေးခဲ့ဖို့မေတ္တာရပ်ခံပါစေကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်ပါအားလုံးကျန်းမာချမ်းသာဘေးရန်ကွာကြပါစေ see you